5မိနစ်အတွင်းစိတ်ချရအောင်ဒေါ်လာဝယ်နေမြန်မာနိုင်ငံမှာဒေါ်လာဝယ်ရတာနင်းနေရှုပ်ပါတယ်ဈေးအတက်ကြများတဲ့အခါမှာ money changer တွေကမရောက်ပြတော့ဘူးသူအချင်းချင်းဝယ်ရင်လည်းအလင်ခံရတာပဲနေ့တိုင်းမြင်နေရပါတယ်အယူအဆဒါဆိုတော့အဆုမတက်ရင်တည်းဒေါ်လာမှုတက်တာကိုခိုးရတဲ့ဖြစ်မှုပါတယ်။ဒီပြဿနာကိုဖြေရှင်းဖို့အတွက်အကောင်းဆုံးနည်းလမ်းတစ်ခုလည်းရှိပါတယ်။ဒီနေ့ဗီဒီယိုမှာအဲ့ဒီအကြောင်းကိုကပြပေးတော့မှာဖြစ်ပါတယ်။ဒါကတော့ Binance ရဲ့ P2P ပါ။ ဘာမှမပြောခင် Binance အကြောင်းနဲ့အကောင့်ဖွင့်နေကောမသိသေးဘူးဆိုရင်ဒီဗီဒီယိုမှာကြည့်လို့ရပါတယ်။ဒါဆိုရင် Binance P2P အကြောင်းကိုစပြောရပေါ့။ Binance P2P Peer to Peer ဆိုတာကဒီလိုအချင်းချင်းတိုက်ရိုက် Crypto ဝယ်ရောင်းနိုင်တဲ့နည်းလမ်းတစ်ခုဖြစ်ပါတယ်။ P2P မှာ USDT လို့ခေါ်တဲ့ဒေါ်လာနဲ့ဈေးတူတဲ့ crypto coin ကိုမြန်မာငွေနဲ့ဝယ်လို့ရပါတယ်။ ပန်တွေကနေခရစ်တိုဝယ်ဝယ်မပေးတဲ့နိုင်ငံတွေမှာ B2B ကအလွယ်ဆုံးဒေါ်လာဝယ်တဲ့နည်းလမ်းတစ်ခုဖြစ်ပြီးတော့အခချင်းငွေမလိုသလောက်ကိုစျေးနှုန်းချိုသားပြီးတော့မိမိလိုသလိုဈေးညှိနိုင်ပါတယ်။ပြီးတော့ digital dollar ဖြစ်လို့ကြပြောက်တာရယ်ဟောင်းသားတာရယ်မဖြစ်လို့အကြာကြီးစုထားလို့ရပါတယ်။ဆိုတော့ finance B2B ဘာလို့လူသုံးများလဲ။နံပါတ်1 bank mobile wallet တိုင်းရသုံးလို့ရပါတယ်။ ဘဏ်အကောင့် Paynow, KBZ Pay, WavePay, GCash စတဲ့နှီးနှံတွေနဲ့ Crypto ဝယ်ရောင်းနိုင်ပါတယ်။ Digital Wallet ရှိရုံနဲ့မိနစ်ပိုင်းအတွင်းကိုဒေါ်လာဝယ်လို့ရလို့ဖြစ်ပါတယ်။နံပါတ်2အချင်းချင်းဒါရိုက်ရောင်းဝယ်ရတာမလို့စေးဘူးကောင်းတယ်။ဒါမဲ့အပြင်က Money Exchanger တွေမှာဝယ်ရင်ဒီရက်ရက်စီသူတို့ခေါ်တဲ့အတိုင်းကိုဝယ်ရပါတယ်။ P2P မှာက ရောင်းတဲ့သူများလို့ဒီစေးထက်သားတဲ့ဈေးနှုန်းနဲ့ဝယ်လို့ရောင်းလို့ရနိုင်ပါတယ်။နံပါတ်3 Binance ဘက်ကအမကန်တက်လို့ပါ။ မြန်မာပြည်မှာလူတော်အများဆုံးဖြစ်တဲ့ Facebook မှာပဲရောင်းဝယ်မယ်ဆိုရင် block b lane data rate အများကြီးပါ Binance မှာကကြတော့ B2B ရဲ့အလလုတဲ့ပုံကပို့ပြီးတော့တည်တက်ပြီးတော့စနစ်ကြပါတယ် Binance မှာရောင်းမဲ့သူဘက်က Binance ကို crypto တွေပေးထားရပါတယ်ဝယ်မဲ့သူဘက်ကမွေလွဲပြီးတာတော့ရောင်းတဲ့သူက crypto ဒေါ်လာမထုတ်ပေးဘူးဆိုရင် Binance ဘက်ကအဲ့ဒီရောင်းတဲ့သူကိုအကောင့်ပိတ်လိုက်လို့ရပါတယ်ဒါကြောင့်အမြဲငွေပေးချေမှု proof ထားနိုင်တဲ့ transition screenshot တွေကိုတင်ထားတင်ပါတယ် ခုကတော့ Binance မှာ crypto တွေဘယ်လိုဝယ်မလဲရောင်းမလဲဆိုတာကိုပြောပြပေးမှာဖြစ်ပါတယ်။ Binance ပေါ်မှာမြန်မာငွေနဲ့ USDT ဘယ်လိုဝယ်မလဲ။အာ spot trade ဘယ်လိုတော့မလဲပေါ့နော်။ Binance V2P ကနေမြန်မာငွေနဲ့ USDT ဝယ်နေ။ Binance V2P trading ကနေပြီးတော့မြန်မာငွေနဲ့ USDT ဝယ်ဖို့ address ဆိုလို့ရှိရင် trade table ကိုဝယ် V2P တဲ့ကိုတွားလိုက်ပါ။ဘူကဝယ်မယ် solution ပိုင်းရောင်းမယ် solution ရဲ့ sales ကိုရွေးပေးထားပါမယ်။ ိုကမြန်မာငွေကြေးဝယ်မှာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီအခွက်ထဲမှာ MMK လို့ပေါ်နေရပါမယ်။ခရီးမပေါ်ဘူးဆိုလို့ရှိရင်တော့ကိုကသွားပြောင်းပေးဖို့လိုအပ်ပါတယ်။ဒီနေရာမှာ USDT ပြောင်းပေးရပါမယ်။အမောင့်နေရာမှာကိုအနည်းဆုံးဝယ်ချင်တဲ့ပမာဏကိုထည့်လို့ရပါတယ်။ပေမဲ့နေရာမှာကိုပတ်စံသွင်းချင်တဲ့ service ကိုရွှေ့လို့ရပါတယ်။ကျွန်တော်ကတော့ဒီနေရာမှာ USDT အနည်းဆုံးသောက်တောင်းဖို့နဲ့ပေမဲ့နေရာမှာ GPZ ပေးဖို့ရွှေ့ထားပါတယ်။ သူတို့ဆိုလို့ရှိရင်အောက်မှာအ ਨੇ ဆုံးတပေါင်းဟာနေစပြီးအဝယ်လို့ရပြီရောကပီဇာနဲ့လက်ခတ်နဲ့ဆယ်လာရီဖို့တွေ့ရမှာဖြစ်ပါတယ်။ဒါဆိုရင်ဆယ်လာရီဖို့ဘယ်လိုရမလဲ။ဒီနေရာမှာဆိုလို့ရှိရင်တော့ဆယ်လာရဲ့ total trade ကဘယ်နှခုလောက်ခဲ့တယ်ဘယ်လောက်ရခိုင်တော့အမြင်ခဲ့ရဆိုတာကိုချီလို့ရပါတယ်။ဘေးကလက်မှတ်လေးကတော့သူပို့ပေးထားတဲ့ code review ကဘယ်လောက်ရခိုင်တော့ရှိလဲဆိုတာကိုချီလို့ရမှာဖြစ်ပါတယ်။ဆိုတော့ trade မများလုပ်ပြီးတော့ review များများရထားတဲ့သူဆိုလို့ရှိရင်စိတ်ချရတဲ့ seller ဖြစ်ပါတယ်။ နမည်ဆိုတဲ့နေရာကဘာလို့ပြောရလဲဆိုလို့ရှိရင်ဒီဆေလာစီမှာအ ਨੇ ဆုံးဝယ်လို့ရတယ်ပမာဏနဲ့အများဆုံးဝယ်လို့ရတယ်ပမာဏဘူးချီလို့ရပါတယ်ဆိုတော့ကိုဝယ်ခြင်းတဲ့ပမာဏကသူရဲ့ limit ထဲမှာဝင်နေရဆိုလို့ရှိရင်ဝယ်လို့ရပါတယ်ကယ်ရေးကိုဝယ်ခြင်းတဲ့ပမာဏကသူရဲ့ limit ထဲမှာလူနေရာပဲဖြစ်ဖြစ်ပူနေရာပဲဖြစ်ဖြစ်ဆိုလို့ရှိရင်တော့ဝယ်လို့မရပါဘူးဒါဆိုလို့ရှိရင်တော့နောက်ထပ်ဆေးလာတစ်ယောက်ကိုထွက်ပြီးရရှာရပါမယ်ပေးကနိုင်ပုံလေးကတော့ဆေးသားသတ်မှတ်ထားတဲ့ trade to book ကိုအပြည့်လောက်ရမယ် အချိန်ခတ်သက်ချက်ပဲဖြစ်ပါတယ်။ဇာမနင်းဆိုလို့ရှိရင်ဇာမနင်းနိုင်ဝတ်ဆိုလို့ရှိရင်နိုင်ဝတ်အဒီအတွင်မှာ strike ကိုပြအောင်လုပ်ရမှာဖြစ်ပါတယ်။ညာတော့အဖြစ်ကတော့15မိနစ်ပဲထားကြပါတယ်။ဒီမှကြည့်မယ်ဆိုလို့ရှိရင်ပေါ်ဆုံးဆယ်သားကနေပြီးတော့အဆုံးဆယ်သားအထိပိုစီးတဖြည်းဖြည်းညားသွားတာဖြစ်ပါတယ်။ဘူကဝင်မဲ့သူဖြစ်တဲ့အတွက်ကြောင့်မလို့ဈေးနဲ့လေးပို့ပြီးတော့ကိုထွက်အကျိုးရှိလေးဖြစ်ပါတယ်။ဒီတော့အပေါ်ဆုံးကဆယ်သားကိုရွှေ့လိုက်ပါတယ်။ ဆိုလို့ရှိရင်ကိုယ်ဝယ်မဲ့ amount ကိုဘယ်ချေလို့ရပါတယ်ပြီးတော့ရင်အမရောကိုရမဲ့ USDT နဲ့ပေးရမဲ့ fees ကိုတွေ့ရမှာဖြစ်ပါတယ်ပေးမှမသက်ကတော့ KVZ ပေးပါသမထားတဲ့ချိန်ကတော့15မိနစ်ဖြစ်ပါတယ်။ဆေးလာကအခုချိန်မှာ online ဖြစ်နေရလို့ပြနေပါတယ်။အဆလို့ရှိရင်950 review ရထားပြီးရော90ပုတ္တမရှစ်ရခိုင်တော့ဒီကို review ရထားပါတယ်။တောင်းတဲ့တို့ပြောလို့ရတဲ့အနေအထားမှရှိပါတယ်။အောက်မှာကတော့ ဒီ seller ကရက်သုံးဆယ်အတွင်းမှာ၄,၅၈၁ခု trade ထားတယ်။ပြီးတော့ complete ဖြစ်တဲ့ rate က99ဘလောက်ကိုင်းတော့ရှိရဲ့။ပြီးတော့ every release time ကကြတော့0.85 minute ရှိပါတယ်။ပြီးတော့ every pay time ကတော့2.40 minute ရှိပါတယ်။ဒါတွေကောင်းလုံးကိုပုံစိတ်တိုင်းစပြီးဆိုလို့ရှိရင်တော့အောက်က please order ကိုမှတ်လိုက်ပါ။ပြီးရင်ဘယ်ကိပင်းနံပါတ်ကိုလွှဲရမလဲဆိုတာသိဖို့အတွက် chat ကိုမှတ်လိုက်ပါ။ ဒီမှာဆိုလို့ရှိရင်တချို့ဆဲလာတွေကတို့ရမယ်ကပေးကိုတခါရယ်ရေးပေးထားပါရယ်ဆဲလာကတော့ကပေးနံပါတ်မရေးပေးထားတဲ့အတွက်ခဏဆောင်ရပါမယ်ပို့ဆိုလို့ရှိရင်နံပါတ်ပို့လာပါပြီ။နံပါတ်ကို copy ပြီး GP ရဲကနေတွဲပေးလိုက်ပါ။ Salary ကတော့ဒီနေရာမှာ GP နံပါတ်နဲ့ numeric ကိုရှင်းပြထားပါတယ်။ဒီ Salary ကတော့မြေပေးထားတဲ့အတွက်ကြောင့်မလို့ခုနလို message ကိုစောင့်ပြီးရောပဲ။ဝယ်ပြရမှာဖြစ်ပါတယ်။ ဖက်ဆန်တွဲပြီးပြီဆိုရင်ဒီနေရာလေးကိုနေလိုက်ပါဝင်ဆယ်လာဘက်ကနေ USDT လွှဲပေးမှာကိုဆောင်းရပါမယ်ဒီလိုပေါ်လာပြီဆိုလို့ရှိရင်တော့ Binance ကနေမြန်မာငွေနဲ့ USDT ဝယ်လို့ပြပါပြီ Okay ဒါကတော့ကိုယ့်ရဲ့ crypto တွေကို P2P ကနေတန်ရောက်နေပါပထမဆုံးဒါလေးကိုနှိပ်လိုက်ရောင်းမယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့ Shiny Wallet ထဲမှာ Sanction မှာရမှာပေါ့နော်ဒီနေရာလေးမှာပတ်သက်ရှိနေရမယ်ဆိုအရှိပြီဆိုလို့ရှိရင် P2P ကိုနှိပ်လိုက်ပြီးတော့ရယ် sell ကိုပြောင်းမယ် ဒီမှာဆိုလို့ရှိရင်ရောင်းလျက်တွေကိုတွေ့ရမယ်ပေါ့နော်ဒါပေမဲ့ခုနကအတိုင်းပဲဟိုကိုလိုစင်းနဲ့ဟာရဖို့တော့ဆိုလို့ရှိရင်ဖိလ်တာတော့ရမယ်ဆိုတော့ဒီရေဝင်လိုက်မယ်ဒီမှာဆိုလို့ရှိရင်ကိုလိုစင်နာရီယူလို့ရပြီအပေါ်ဆုံးဟာရောဒီ now cut the length လိုဝဲလိုစင်နေဆိုလို့ရှိရင် safe filter ကို safe filter ခလိုက်ရရပေါ့နော် နောက်တစ်ခုကတော့ verify ဖြစ်တာပြီးသား match channel ရဲ့ဟာပဲတွေ့ရှင်နေဆိုလို့ရှိရင် free ထားလို့ရတယ်နောက်တစ်ခုကတော့အမအမကတော့ကိုရောင်းစင်တဲ့ပမာဏပေါ့နော်နောက်တစ်ခုက payment time limit ဒါတော့ခုနအတိုင်းပဲကြာချိန်ပေါ့နော်ဒီဒီချိန်တွင်းမှာရောင်းရမယ်ဝင်ရမယ်ဆိုတာနောက်တစ်ခုကတော့ payment method ပေါ့နော်ဒီမှာလဲ KPS pay ကိုရွှေ့လိုက်မယ်နောက်တစ်ခုကကြတော့ country နဲ့ region ဒါလဲ all ကိုပဲရွှေ့လိုက်မယ် အောင်ဆုံးကဟာကတော့ Bay Harbor မူတည်ပြီးတော့အစင်လိုက်ပြပေးရမှာလဲပေါ့နော်အရောင်းတဲ့ price နဲ့လား trade နဲ့လား completion rate နဲ့လားပေါ့နော်ဒီမှာ price ပဲထားလိုက်တယ်ပြီးရင်တော့ confirm နှိပ်လိုက်လို့ရပါပြီ Okay ဒါဆိုလို့ရှိရင်တော့ကိုလိုစင်းရဲ့ high နဲ့ kait တဲ့ seller ပဲကြာလာပြီပေါ့နော်ကပိမဲ့ခုနကကိုပါ price range ကိုမထည့်လိုက်တဲ့အတွက်ကြောင့်ဘလို့ပေါ့နော်ကိုလိုချင်တဲ့ကိုရောင်းချင်တဲ့ range အထဲမှာမဝင်နေဘူးအဲဆိုတော့ကိုရောင်းချင်တဲ့ဟာကိုလည်းကိုင်မဲ့ဟာရှားရဲပေါ့နော် ဒီမှာတော့ရန်ကငါတို့လာပဲရောင်းမဆိုတော့မြန်မာငွေနဲ့တွက်မယ်ဆိုရင်2000လောက်ကနေစပြီးရောင်းတဲ့သူပုံမှန်ရောင်းလို့ရတာဆိုတော့ရှာပါတယ်ဒီမှာတွေ့ပြီပေါ့နော်2000လောက်ကနေပြီးစာရောင်းတဲ့သူရန်က2000လောက်ကနေစာရောင်းတဲ့အစဉ်ပြေနေတဲ့သူဆိုတော့ရှောင်းမယ်ဒီမှာဆိုရင်အပေါ်ဆုံးမှာကိုရောင်းတဲ့ခရစ်ပတိုရဲ့ပုံမှန်အောင်ထည့်ရမယ်အောက်ကရပီမှမတက်နဲ့အထားမြတ်မှာပေါ့နော်ဒီဟာကကြတော့ဒီဝယ်မဲ့သူဝယ်မဲ့သူရဲ့ information အာဆိုတော့ ကြည့်ကြည့်မယ်ပေါ့နော်ဒီမှာဆိုရင် online ရဲ့ဖြစ်နေရယ် completion rate ကလည်းမဆိုးပေါ့နော်သူ့ကိုရောင်းမှတည်ကြသွားပြီဆိုလို့ရှိရင် okay 5ဒေါ်လာထည့်တိုင်းမယ်အာဒီမှာကတော့ဒီကိုပြန်ရမယ့်ရမဝင် amount ပေါ့နော်အားလုံးဆင်ပြေပြီဆိုလို့ရှိရင်အောက်က please order လေးကိုနှိမ့်လိုက်လို့ရပြီဒါဆိုလို့ရှိရင် order အစားပြေပေါ့နော်ကိုယ့်ရဲ့ payment method ကိုပြဖို့အတွက် chat ထဲကိုဝင်မယ် ဒီမှာဘွေရဲ့ပြမမှတ်တဲ့ပုံမဆိတ်ပို့ပြီးသူလွဲမအောင်စောင့်နေရောပဲ။ဒါဆိုရင်သူလွဲလာပြီပေါ့နော်။ကုဝေရောင်းကလိုပဲပေါ့နော်။သူ့ဘက်ကနေလွဲပြီးပြီဆိုတော့ကို not a final letter ဆိုလို့ရှိရင်ဒီလိုမျိုးဖြစ်သွားလိမ့်မယ်။ကိုဘက်ကနေလည်းပတ်စံရောမြောင်းစစ်ဖြစ်သွားပြီဆိုလို့ရှိရင် primary phone နေလိုက်လို့ရပြီ။ channel ကတော့ဒီတိုင်းဆက်လုပ်လို့ရပြီပေါ့နော်။ ဒါဆိုလို့ရှိရင်တော့ကိုယ့်ရဲ့ crypto ကိုရောင်းလို့ပြီးတော့ပါပြီ။ဒါကတော့ online ကနေဒေါ်လာနဲ့ဈေးတူပဲ crypto ဝယ်နေရောင်းနေပဲဖြစ်ပါတယ်။ဗီဒီယိုမှာပြောထားသလိုတေချာစစ်ဆေးပြီးတော့ရောင်းဝယ်သင့်ပါတယ်။ crypto mate ပတ်ကပဲ crypto ရဲ့ထည့်ပါဆိုပြီးတော့ရင်းနှီးမြှုပ်နှံမှု financial advice လုံးဝမပေးပါဘူး all on cryptocurrency အကြောင်းနှားတယ်ပို့တာ knowledge sharing လုပ်ပေးနေတာဖြစ်ပါတယ်ဆိုတော့ crypto mate ကနေပြီးတော့ crypto နဲ့ပတ်သက်တဲ့ဘူးတူတိုင်းရစရာအကြောင်းအရာတွေကို လေးလာဖို့စိတ်ဝင်စားရတဲ့ဆိုရင်တော့ channel လေးကို like and subscribe လုပ်ထားပေးကြပါအောင်နော်လေးလာနေရင်လည်းမသိတာရရှိရင်မင်းနိုင်ဖို့အတွက် crypto market telegram group ကို join ထားလို့ရပါတယ် link ကိုလည်းဒီ post အောက်မှာချပေးထားပါမယ် Binance ကနေပြီးတော့ဒီလိုမျိုးဒေါ်လာတွေဝယ်အောင်လုပ်ဖို့အတွက် Binance account တခုမရှိသေးဘူးဆိုရင်တော့အခုပြထားတဲ့ CryptoMaker Referral Account နဲ့ account ဖွင့်လို့ရပါတယ်။ ဒီကုန်းနဲ့ဖွင့်ထားတဲ့အကောင့်ဆိုရင် Binance ပေါ်မှာ trading လုပ်တိုင်းပေးရတဲ့ trading fees ကို20% discount lifetime အမြင်ရရနေမှာဖြစ်ပြီးတော့ crypto maker လုပ်တဲ့ campaign တွေက reward တွေကိုလည်းရနိုင်တာဖြစ်တဲ့အတွက်ကြောင့်မို့လို့ issue မှာအများကြီးအကျိုးရှိပါတယ်။အားလုံးမဲ့နောက်ဗီဒီယိုမှာပြန်လေးကြရပါ့။